ားလုံးမင်္ဂလာပါမယ်နူးချင်တွေကနေအားလုံးကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့ Manchester United နဲ့ပတ်သက်ပြီးကစားသမားပြောင်းရွှေ့နောက်ဆုံးရသတင်းလေးတွေရှိပါတယ်အသင်းကားပေါ်ပြားဇန်နဝါရီကာလတဲ့ပြီးလို့ချင်းတွေရတဲ့ပြောင်းရွှေ့တွေမှာကွင်းလင်ကိုပြောင်းလဲဖို့အတွက်အမေရိကန်ကျွန်တို့လှုပ်ဆောင်နေတယ်ဒီထက်မှဆိုရင်ပြင်းပြထားတဲ့ကစားသမားတွေလည်းကျွန်တော်ရှိပါတယ်အထူးသဖြင့် Uber တဲ့အသင်းကွင်းလင်ကစားသမားဂျာဟိုဂိုမဲကိုလည်းယူနေတဲ့အသင်းကဆောင်ကျင်းမှုတွေရှိတယ်ပြီးလို့ချင်းအက်တလက်တီကိုအတင်းရဲ့ကွင်းလင်ကစားသမားဂလန်ယာကိုလည်းယူနိုက်တက်အသင်းကအငှားပြီးတဲ့တွေပါတယ်ခေါ်ဖို့အတွက်ရှင်းနေတာပေါ့ဗျာ ဆိုတော့ဒီတည်နှစ်ပုံနဲ့ပတ်သက်ပြီးတော့အဲ့ဒီကစားသမားတွေနောက်ဆုံးအရှင်တွေကမှဘလို့အကြောင်းအရာတွေပါဝင်မှုရှိမလဲဆိုတာကျွန်တော်တို့ဆွေးနွေးတော့ပါမယ်အားလုံးပဲမင်္ဂလာပါစားသမားတွေမင်္ဂလာပါဆိုတော့ကျွန်တော်တို့ဒီလိမင်းတည်ဌာနရဲ့ဖော်ပြချက်ကိုကြည့်ရလို့ချင်းပေါ့ဗျာကိုသိန်းကွင်းလင်အတွက်ပေါ့ဗျာဥပဒေတဲ့သိန်းကွင်းလင်ကစားသမားတယောက်ဖြစ်တဲ့ဂျာအိုဂူမဲကိုစိတ်ဝင်စားမှုရှိနေတဲ့စောင့်ကြည့်ခေါ်ယူဖို့တည်းလေကျွန်တော်ပြင်ဆင်နေတော့ပေါ့ဗျာ ဒါပြေကျွန်တော်ဇရဝရဲ့ပြောင်းရွှေ့တစ်ခုမှအဲ့ဒီကွင်းလင်နေရာကိုအမှန်တကယ်ပြောင်းလဲဖို့ကိုသစ်ဘက်ကစီစဉ်နေတဲ့အတွက်အက်တလက်တီကိုမတွဲအသင်ကကွင်းလင်ကစားသမားဂလန်ယာကိုလည်းအငါပလတ်အပီးသည်ဖြစ်ကြောင့်တို့နွေရာသီဇီကတ်တခုမှပေါင်45တန်ခန့်နဲ့အသင်းဘက်ကစိတ်ဝင်စားရှိခဲ့မှုတွေရှိလာကြောင်းဒေးဝင်းတတိဌာနကလည်းကျွန်တော်တို့ပို့လို့လာပါတယ်ဆိုတော့ပထမဆုံးကျွန်တော်ဂျာအိုကိုမင့်ကိုကြားလို့ချင်းလက်ချီဥပါဒံအသင်းရဲ့ကွင်းလေမှာသူကပွေတော်ကွင်းနေရတယ်ဒါပေမဲ့လို့တိုင်ပဲနေတယ် ကစားသမားတယောက်ရဲ့တိုင်ပင်းနေတာမဟုတ်ပါဘူးတသင်းလုံးတိုင်ပင်းနေပြီးတော့အခုဆိုရင်တဲဆင်းစုံအဆင့်20ကိုဒီရောက်ရှိနေပါတယ်ဆိုတော့သူတို့အသင်းဘက်ကလည်းအဲ့ဒီဂျောဂွန်းမဲကိုဒီဇန်နဝါရီဇေကွတ်တို့နွေရာသီကာလတစ်ခုမှာအမေရိကန်လဲလွဲထားဖို့လို့တော့သူတို့အသင်းဘက်ကဆင်နိုင်ရှိနေတဲ့အတွက်ကစားသမားအဖြစ်သူရဲ့ကျွန်တော်ဇေကွတ်တင်ကြီးအရာရှုံရင်တန်30လောက်ပဲကျွန်တော်တန်တဲ့30 35တန်40ပေါ့ဗျာဆိုတော့ဒီလိုအနေနဲ့တကူကကွင်းလေကစားသမားတယောက်ကိုအသေးဘက်ကခေါ်ယူနိုင်လောက်တဲ့အနေထားပေါ့ ဆိုလိုချင်တာကကိုအစ်စ်မှာလက်ချီကက်စမီရိုတို့ဟိုတယ်မလားဦးဂါဒေတို့ပြီးလို့ချင်အာဘရူနိုဖာနန်ဒေတို့ဆိုရင်လည်းအသေးတကူရလာတယ်ကက်စမီရိုဆိုရင်လည်းပိုပြီးတော့တိုင်ပက်တယ်ခြေစက်နေကြပြီးတော့ဦးဂါဒေတို့လည်းအဆင်မပြေဘူးအစ်စ်မှာရှိနေတဲ့လူငယ်ဇာသမားလေးကူပီမိုင်နူးဆိုရင်လည်းပဲအမ်မိုရယ်ကနေရာမပေးတဲ့အတွက်အဲ့ဒီလူငယ်ကဇာသမားလေးကအငားတွေပါတယ်တော့အသင်းကနေထွက်ခေါ်ခြင်းနေတာ ဒါကြောင့်ကိုတင်တဲ့ရေချီပလန်တစ်ခုကိုချင်းချင်းအပြင်ကြောက်ကိုမဲကိုစီစဉ်နေတာပေါ့ဗျာတင်း30 40ဆိုရင်တိတ်မများပါဘူးစောင့်ကြည့်မှုတွေလည်းရှိတယ်ပြီးလို့ချင်းခေါ်ယူဖို့အတွက်ကလည်းပြင်ဆင်နေတယ်တစ်ဖက်မှာလည်းကျွန်တော်တို့အက်တလက်ကိုတင်းရဲ့ကလန်အောင် ကိုလည်းကိရိယာတီမာကလေးကနေခေါ်ယူဖို့တဲ့ဆန်တိုင်းရှိခဲ့တာဒါပေမဲ့လို့အဆင်မပြေခဲ့ဘူးကစားသမားပြည်သူက25နှစ်ပြည့်ရှိသေးတယ်အဲသူတို့အတင်းနဲ့2029ခုနှစ်ဒီစာချုပ်တက်တဲ့ကြန်ရှိပြီးတော့သူတို့အတင်းမှာပွေတော်ခွင့်လုံးဝအမေရိကရရှိမှုမရှိသေးဘူး သူပွေထွက်လာတဲ့ပုံစံတွေကပထမပိုင်းတော့မဟုတ်ဘူးဒုတိယပိုင်းမိနစ်60 90လောက်မှာပဲပွေထွက်ခွင့်နေရှိတဲ့အတွက်ကစားသမားနဲ့အသင်းဘက်ကလည်းအဆင်မပြေဘူးပြီးလို့ရှိရင်သူတို့အသင်းဘက်ကအဲ့ဒီကစားသမားကိုနေရာဒီမှာအမေရိကန်ရောက်ရှောက်ဖို့ရှိနေတယ်ဆိုတော့ဒီကစားသမားနှစ်ယောက်ထဲမှာကျွန်တော်သဘောကျတဲ့ကစားသမားကတော့ဥပါတဲ့တင်းရင်ကွင်းလေလူဂျာဝဂိုမဲပါကျောက်ကမဲအနေနဲ့ကျွန်တော်အဲ့ဒီကွင်းလင်နေရာမှာဆိုရင်ဘောလုံးဖြဲပုံမှုတဲ့ဘောလုံးပေးပုံမှုထိမ့်သိမ့်ပုံတဲ့ physically ဘိုင်းအရာ ျွန်တော်တို့လိုချင်တဲ့ကျွန်တော်တို့အသေးနဲ့အိမ်ဝင်ခင်ကြဖြစ်မယ်ကစားသမားတယောက်လည်းတွေးထားတယ်ဒါကျွန်တော်ပတ်စလီတယောက်အမြင်ပေါ့အသေးမှာကအဲ့လိုပဲလက်ရှိရှိနေတဲ့ကစားသမားကိုကြည့်မလားကယ်ဆယ်မိုးတို့ဆိုရင်လည်းဘောလုံးထိမ့်သိမှုကလည်းအဲ့လိုဒီအဆင်မပြေဘူးတူချင်းကြုံတို့ဒီဖြစ်ထုတ်တဲ့နေရာတို့ချင်းထုတ်တဲ့နေရာလိုက်ပါတဲ့နေရာမှာဆိုရင်လည်းပဲ physically ပဲကြက်ခိုင်မှုကအဲ့လောက်ဒီအားရကျင်နေစရာမရှိတော့ဘူး ဒါကြောင့်လည်းပဲကျွန်တော်တို့အဲ့ဒီကွင်းလင်နေရာအတွက်ဂျာဝကွန်မကအသစ်တော်ဆိုလို့ကျွန်တော်ကယူဆတယ်။အသင်းနေပြကအသင်းပိုင်ရှင်တွေကဒီကစားသမားဖြစ်သူကိုသဘောကျဖို့တော့လိုတယ်။အာကျွန်တော်အဖက်ဖက်ကချင်ကြရလို့ချင်ပေါ့ဗျာဂျာဝကွန်မအနေနဲ့တကယ်လို့ဒီသူတို့ရဲ့ပြောင်းရွှေ့ခြင်းတစ်ခုကိုကြရလို့ချင်တန်း30 40ဆိုတာကတော့အသစ်ဘက်ကလည်းခေါ်ယူနိုင်လောက်တဲ့ပမာဏဖြစ်တယ်။ဂလန်ဘက်ကိုကြရလို့ချင်လည်းဒီကစားသမားကရှက်စီမှာကျွန်တော်ကျင်လေခဲ့တဲ့ကစားသမားတယောက်ဖြစ်တဲ့အခု အဲ့ဒါလည်းဒီကိုမက်ထရီနဲ့ရုံးကန်နေရတဲ့အနေအထားတို့ကမှရှိနေတဲ့အတွက်ဒီကစားသမားနှစ်ယောက်ပြင်နောက်ထပ်လည်းပဲအကျိမှုတွေရှိတဲ့ခေါ်ယူဖို့အတွက်လည်းပြင်မထားတဲ့တတိယနေ့ကတော့ကျွန်တော်ထွက်တဲ့လက်ရှိမှာဇန်နဝါရီပြောင်းရွှေ့တစ်ခုအတွက်ဘေးအသင်းကကစားသမားကိုခေါ်မလို့ဆိုတော့ကျွန်တော်တို့အမေရိကန်လိုအပ်တဲ့ကလျာဆိုရင်လည်းပဲ United အသင်းကအငားခေါ်မယ်တရားသည်ပြလို့ရှိရင်အဲ့ဒီအငားအသင်းမှာမဖြစ်မနေအပိသက်ဝေယခွင်းစာချုပ်နဲ့ပေါင်45တန်းနဲ့ကျွန်တော်ခေါ်ယူမယ်ဆိုတော့ဂျာဝဂိုမဲကတဲ30နဲ့ 35သန်းကြမှာကလေးအားဆိုရင်ကျွန်တော်တို့ပေါင်45သန်းဖြစ်တဲ့အတွက်ဒီကစားသမား2ယောက်တည်းမှာကျွန်တော်တို့အသေးအတွက်အမေရိကန်အကျိုးပြုနိုင်ဖို့ကတော့ကြော်ကိုမဲ့ကိုကျွန်တော်ကတော့ထင်တယ်သူ့ပြင်မဲ့လို့အသေးမှရှိနေတဲ့ပြောင်းရွှေ့ပိုးဖွင့်ဝင်တွေရဲ့အလုံးလုံးပုံကဘလို့အရှင်နေတော့မလို့ဆိုတာကျွန်တော်တို့စောင့်ကြည့်ရမယ်ပြီးခဲ့တဲ့ရာသီတွေမှာဆိုရင်မက်ချက်ဆောင်နေတဲ့အသင်းက quality ကောင်းတဲ့ကစားသမားတဲ့နာမည်ကျော်ကြတဲ့ကစားသမားဈေးကြီးတဲ့ကစားသမားတွေကိုကျွန်တော်ခေါ်ယူခဲ့တယ်တကယ်လည်းပဲအသင်းကိုရောက်ပြီဆိုရင်အများဆုံးခြေစွမ်းပြရည်တစ်နှစ် နောက်ထပ်နေ့ဒီမှာဆိုရင်ကျွန်တော်တိုင်ပေးနေတာလက်ရှိဥကာရီကိုကြည့်ရလို့ချင်းတနေ့တောင်ပြေဝါခြေစမ်းမပြောက်ဘူးဒီကစားသမားကိုကျွန်တော်ကွင်းလင်နေရာအတွက်အမေရိကန်ခေါ်ယူခဲ့တာမျောလင်းခဲ့တာတို့ပြင်မယ်လို့မျောလင်းတလို့ဖြစ်မလာတဲ့အတွက်နောက်ဆုံးပိုက်ကကျွန်တော်ယူနေတဲ့အတင်းအတွက်ကတော့အဆင်မပြေဘူးဆိုတော့ဂျာဝကွန်မဲမန်ချက်စတာကိုနေတဲ့အတင်းကိုရောက်လာမလားဘာလို့လဲဆိုတော့ဂျာဝကွန်မဲကိုကြည့်ရလို့ချင်းပရီးမီးယားလိမ်မှာလုံးဝအထာနေတဲ့ပလေယာတစ်ယောက်ဖြစ်တဲ့ကွင်းလင်နေရာမှာကျွန်တော်ခုနပြောသလိုပါပဲကျွန်တော်စိတ်ကြိုက်ကစားသမားတစ်ယောက်ဖြစ်လာနိုင်တယ် ဘောလုံးဖြတ်ဖို့နေနေရမှာလဲတည်တည်မှုရှိတယ်ဘောလုံးထိမ့်သိမ့်မှုတွေနဲ့ physically ဘိုင်းမှာတကယ့်ကိုအားရကျင်နေစရာကောင်းတယ်ကစားသမားတယောက်ဖြစ်တဲ့အတွက်အတင်းကနေပြီးတော့ဒီကစားသမားဖြစ်သူကိုစိတ်ဝင်စားမှုရှိတယ်စောင့်ကြည့်မှုလေးရှိတယ်ဆိုတော့လာမယ့်ဇန်နဝါရီဇေကွက်ကာလတခုမှာအမေရိကန်ပြောင်းလဲနိုင်စွဲရှိမလားဆိုတာကျွန်တော်တို့ကြည့်ရမှာပေါ့ဗျာလက်ရှိမှာတော့ကစားသမားတိုင်းနဲ့ကတော့တည်င်းထွက်တာကတော့မဆန်ဘူးအဲ့ဒီပြောင်းဖြစ်တခုမှာ လုံးဝရောက်ရှိလာဖို့ဘက်ကိုကျွန်တော်လိုတာပေါ့ဗျာစရုပ်စာသမားတို့ညီကတို့နေတဲ့ဘလိုထင်မြင်ချက်ရှိလဲအဲကွင်းလင်နေရာအတွက်ဥပါတဲ့တင်းရဲကစားသမားဖြစ်တဲ့ဂျောင်ကိုမဲ့ကိုအတင်းတွေကတင်းတော်ပါမလားဒါပေမဲ့လည်းအက်သလက်တီကိုမတွဲအတင်းကနေပြီးတော့ကလင်ယာကိုမက်ရှယ်ဆောင်နေတဲ့အတင်းကအငါ plus b တက်တွေနဲ့ခေါ်ယူဖို့ရှိမလားဆိုတာဆွေးနွေးပေးကြပါဦး United အတင်းကတော့ပေါ့ဗျာ International Break အတိုးတွေမှာကတော့ American နိုင်ငံမှုရှိတဲ့ အာ international break ပွေးစီပြီးလို့ရှိရင်လေကိုတင်ကတပက်ကိုတပွင်းလုံးပဲကစားရတယ်။သူများအသည့်နေလို့တခြားလိပ်တွေကျွန်တော်တို့မကစားရတဲ့အတွက်ကစားသမားတွေအဖို့ rate အများကြီးကျွန်တော်တို့မလိုဘူး။နောက်တစ်ချက်ကအသည့်မှာတင်ပြဿနာကြုံနေတဲ့ဗဂျမိုဆူဆူကိုတို့လီဆန်ဒိုမာတီနေတို့ဆိုရင်လေ international break ပွေးစီပြီးလို့ရှိရင်အသည့်နဲ့တူပါဝင်လာမလား။သူတို့ရဲ့အဲဒဏ်ရာပြဿနာတွေ injury တွေ ဖီဇီကယ်လီပိုင်းတွေဘလောက်တွေကြက်ခံမှုပြို့ရမလို့ဆိုတာကျွန်တော်စောင့်ကြမယ်နောက်ထပ်လည်းမက်ချက်ဆောင်လေးတဲ့အတင်းနဲ့ပတ်သက်တဲ့သတင်းတွေရထုတ်လို့ရှိရင်လည်းကျွန်တော်အနေနဲ့စူးစမ်းပြီးတော့တင်ဆက်ပေးဖို့ရှိတဲ့အတွက်ဒီ channel လေးကို like and subscribe လေးနဲ့မလိုသေး like and subscribe နဲ့ duty bg account လေးကိုတိတိုက်ပြီးတော့အားပေးကြပါအောင်ကြည့်ရှုအားပေးတဲ့ညီကိုတူကြောက်စီတဲ့ကိုကျေးဇူးအထူးပါအားလုံးပဲ okay ပါ